အာသောကုန်ခြင်းဝေနာကောင်လောက်ရလိမ့်မယ်ဆိုတာပေါ်ကြ။အဲကောင်လောက်တဲ့ဤကိုဆရာဘုန်းကြီးကဘုရားဓမ္မတွေအားရှုနေနေတကွာ။ပြပါတော့မယ်ဆိုတဲ့ဥစ္စာကိုကြက်ကြက်ကြီးဆက်ကြပြီးတော့ဝေနာက၃မျိုးချုံလိုက်တဲ့အခါကြလို့ရှိရင်ဖြင့်ခင်ဗျာရေဖြစ်ပြပဲရှိမှာပါပဲ။ဝေနာ၃မျိုးချုံလိုက်တဲ့အခါကျတော့ ဖြစ်ပြပဲရှိတာမယ်ဆိုတာမသေးကြဘူးလားသိပါပါဒါရင်ဒါပြန်တရားဓမ္မတို့ဝေဒနာကိုပဲရှုကြပါစို့ဆိုတဲ့အဓိပ္ပာယ်ပေါ်လာနော်ဝေဒနာနောက်ကဓမ္မစရိယာအကျင့်လိုက်ကြစို့ဒကာဝပါလိုက်ရမယ်ဓမ္မစရိယာအကျင့်လိုက်ရနိုင်မယ်ဆိုတဲ့အခါကျတော့ချင်းချင်းတဲ့ဒုက္ခဝေဒနာလေးကဒကာဓမ္မတွေ ထပ်ပြောတယ်လို့အောင်းနိုင်မနေနဲ့မသိတဲ့ပုဂ္ဂိုလ်တွေတက်မှာထပ်ပြောတာတောင်သိရင်ဝယ်ရှိတယ်နော်မျက်လုံးမြင်တဲ့အခါမြင်တယ်ဆိုရင်ပါဝေနာပေါ်တယ်အဲ့ဒါနောက်ကဓမ္မတွေသိချာမှနော်နော်ရှုစရာမရှိဘဲနေမှာဆိုတဲ့မျက်လုံးနဲ့ဖွင့်လိုက်လို့မြင်လိုက်ရင်အဲမြင်တဲ့သဘောလေးကဥပ္ပခဝေနာပဲဥပ္ပခတံစက္ခုဝိညာဏံပဲသဘောကျလားမြင်တယ်ဆိုလို့ရှိရင်ဘုရားဖြစ်တာမဟုတ်ဘူးဓမ္မတွေဥပ္ပခဝေနာဖြစ်တယ်ဆိုတော့မှတ်လိုက်ပြီးတော့ နာရပါလေရှားရှားငကောင်းနဲ့ပုဒ္ဒနာနာပုဒ္ဒနာနာနာညီတဲ့နာနာနာပါဖြစ်တယ်လေယောင်ပေါ်မှာခြူရဲဆဲဆဲခြင်နာဆဲဆဲဖန်နာဆဲဆဲအဲအော်ဒီနေရာတွေကသူပေါ်တဲ့နေရာတွေပဲသူပေါ်တဲ့နေရာမှာသူသေးတဲ့နေရာလို့မှတ်လိုက်တော့သူပေါ်တဲ့နေရာအော်ဒါပြန်ခြူရဲလေးထံကတွေ့ဒါဘယ်လိုနာပါလိမ့် အဲဥပ္ပခာဝေနာရှိရမယ်နေရာကလေးဌာနပါလားလို့မှတ်ထားလေးဌာနတပြိုင်နက်ပုံပါလားတစ်ခုပြီးမှတစ်ခုပုံပါလားအရင်တစ်ခုတည်းရှိရမှာဖြစ်ပြီးဒီကလာနေတော့ဒကာရမတို့ဝန်လေးပြရှိကြပေါ်ပြီနော်ဒကာကိုဒုက္ခသာတံကာယဝိညာဏဒုက္ခသာတံကာယဝိညာဏလို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဟောသင်ကြားရှင်တို့ဓာတ်တို့ကလည်းဘုရားဟောတော်မူရသည်ကြည့်ပြီးရေးထားပြန်တော့ ကိုယ်တော်ကြတော့ချမ်းသာရင်ပါဝေငါအဲနာရခြင်းနဲ့ကြိုက်တယ်ခဲတယ်ဆိုရင်အဲကိုယ်တော်ကြတော့ဒုက္ခဒုက္ခနှစ်ခုပေါ်ပါတယ်ဒုက္ခပေါ်ရင်လည်းဒုက္ခကိုဒီနေရာပေါ်ဒီနေရာဖြစ်ဖြစ်ရှိပါဒုက္ခပေါ်ရင်ဟောအော်ဒါရင်ဒုက္ခဝေငါလည်းရှိတတ်ပြီဒုက္ခဝေတာရောဥပ္ပကဝေငါလေးခုရောအဲ့ဒါကပြင်မဲ့ဧည့်တယ်ရှိတတ်ပါပြီ ပြင်မဲ့ဧည့်တွေ6ယောက်ရှုရပါဘူးအတွင်းဧည့်တွေလေးတွေလိုက်ကြပါဦးခမောင်တို့ဦးဇာရင်တို့အတွင်းဧည့်တွေလိုက်ပါဦးနော်အတွင်းကြတဲ့ခါကျတော့ငွေလေးပါလေးတောင်းရတဲ့ခါကျတော့တရားဓမ္မတို့အရှင်ပြေတဲ့ခါကျတော့ဝိညာဉ်သောမနတဝိညာဉ်ပေါ်အဲ့ဒီသောမနတဝိညာဉ်ပေါ်တယ်လားဟာရယောက်ဒီပေါ်မှာပေါ်တဲ့ဒီနေရာမှာညာလဲပြီးဒီကလာဖြစ်ဖြစ်ရှုရတယ် ဒါကတော့ဘယ်ရဘူးအကြောင်းမှမရှိဘူးဆိုလို့ရှိရင်ဘဝနဲ့မှာဒေါမကဝိညာဉ်ရောဒီကောင်ကျတော့ဒေါမကဝိညာဉ်ပါလိမ့်ရောအဲဖြစ်ပြီးဖြစ်တဲ့တရားရဲ့လို့ရှုရတယ်နော်တခါတည်းကျတော့ကာယရမရဆိုတာကမ္မတရားပဲရရင်လည်းရမရမရရင်လည်းမလို့ကမ္မတရားပဲဆိုပြီးထိုင်လိုက်တဲ့ခါကောင်းပါဘူးအဲကမ္မတရားထိုင်လိုက်တဲ့ခါကျတော့ဝန်းထဲမှာဥပ္ပခဝိညာဉ်ပေါ် ရှင်းရလားဒါအားလုံးကငဲ့ငယ်ပြောနေတယ်နော်နားလည်ပြီးတော့ပုဂ္ဂိုလ်ရဘုန်းကြီးကထလာပြန်ပြီလို့အောင်းမဲ့မနေနဲ့မလျော်သေးတဲ့ပုဂ္ဂိုလ်ရဒီထဲမှာတော်များတယ်ကဲဒါဖြင့်ဘုရားဓမ္မတို့ဥပ္ပခဝေနာပေါ်နိုင်တဲ့နေရာမျက်စိနာနာခေါင်းဖျားဝန်းတဲ့ဝန်းနေနေရပါလေနားနေရနော်ကောင်းပြီ ဒုက္ခပေါ်နေဒုက္ခပေါ်နေတဲ့နေရာကကိုယ်ပေါ်မှာတစ်ချက်ဝန်းနေမှာတစ်ချက်ဝန်းနေကြတော့ကောင်းလာတာဖြစ်နေပေါ်တယ်နော်ကိုယ်ပေါ်ကြတော့ဒုက္ခဖြစ်နေပေါ်တယ်ဒုက္ခကလည်းကိုယ်ပေါ်ကြတော့ဒုက္ခဖြစ်နေပေါ်တယ်ဝန်းနေကြတော့ဘောကြအဲ့တော့ဒီနေရာလေးတွေဆက်ရှုလိုက်တဲ့ခါကျတော့ဩဒုက္ခနဲ့ဒုက္ခကဒီလိုမှပေါ်ရင်ရပေါ်ပါလားဆံပြားခြေသီးပြအရေကြောက်ချံကကျန်တဲ့နေရာပုံပေါ်တာပဲ ခံရမှာသူမပေါ်ဘူးခြေသေးရမှာမပေါ်အရေးချက်ခွေးတွေမှာသူမပေါ်ဘူးကြံတဲ့နေရာမှာဒုက္ခပေါ်ရင်လို့ရှိရင်လည်းပေါ်နိုင်တာကြီးပဲဒုက္ခပေါ်ရင်ရောအဲဆံပြခြေသေးပြအရေးချက်ကိုခြံလိုက်ပြီးဒီကလာအဲ့ဒီနေရာလေးတွေကိုပေါ်တဲ့နေရာလေးတွေကိုဒကာဓမ္မတွေကသောဝေနာပရိညာယသောဖို့ပေါ်တဲ့ဝေနာပရိညာယပတ်နေနေနေသိရယူဝေနာလေးတွေကိုပါတဲ့ ဒုက္ခပေါ်လဲပိုင်မနေနိုင်ကြီးရဒုက္ခပေါ်ပိုင်မနေနိုင်ကြီးဘောမနာကပေါ်အဲဒေါမနာကပေါ်အဲပိုင်မနေနိုင်ကြီးလိုက်လို့ချင်းဖြင့်ပရိညာရပိုင်မနေနိုင်ကြီး၍ဝါပိုင်းခြားရကြီး၍အတူတူပဲခိုင်းတာဖြင့်ဒီလိုလုပ်ကြပြီတော့ကဲတရားဓမ္မမျက်လုံးနဲ့မှဒီကနေလေးကြည့်လိုက်တော့ ်ဒီမှာမလရကာရမရေရှိကြတဲ့နောက်မလရကာရမရေရှိတဲ့ရှေ့မှာလည်းဆရာဘုန်းကြီးရှိကြီးလိုက်တဲ့အခါကျတော့ဖြောက်ဆိုအမြင်လာဘုန်းကြီးကြွလာပြီဆိုတော့မြင်မလားဘာဝေဒနာပါလဲရှိလိုက်ကြသေးလားဗျာမရှိပါဘူးဘွားကြိုက်တော့ရှိဖို့မရှိဘူးဖြောက်လိုက်တဲ့ပြင်းချင်းကဟောဘုန်းကြီးကတော့ဝန်တာရာရှိတာပဲဝန်တာရာလည်းဝန်တာရာဘာဝေဒနာတဲ့ကောင်းလားဗျာ ဲ့ဒါပဲရှိလိုက်ကြတာခင်ဗျားတို့ဟာတည်ဖြစ်ပါလားမရှိတော့မရှိတာလားရှိလို့မရှိတာလားဒါဖြင့်ရှိလို့မရှိလို့ရှင်ဝေဒနာဖြစ်เสียတဏှာကဲဆက်သွားပြီမဆက်ဘူးလားကဲဝေဒနာဖြစ်เสียသူကဟောတာကဝေဒနာညောတာမှဘာလဲခင်ဗျားတို့ဝေဒနာရှိမှဝေဒနာကညောတော့ဖြစ်တော့မှနောက်ကရှိတဲ့မက်ကတဏှာညောတော့ဖြစ်မှာဟုတ် ဟုတ်ဘူးလားဥက္ကမောအခုတော့ဝေနာလဲဝါရာကလည်းမရှိမီတော့ဒုက္ခဝေနာပြေစရာဒနာဒုက္ခဝေနာပြေစရာဒေါသဥပ္ပဒဝေနာပြေစရာမောဟဒီလိုမျိုးပဲဟဲ့တကယ်တော့ဒကာမတွေဆရာကောင်းတပည့်မပြီသေးပါဘူးအယုတ်ဆိုးလို့ရှိသေးတယ်ဒါပြစ်တင်တယ်လို့မောင်းလို့ပါနဲ့ကိုဆိုးတာပြောတာပါဥက္ကမောအပြစ်တင်လာတာကိုယ်ရုပ်ဆိုးတာအဲနောက်လာလို့ရှိရင် ဘာလာလာမြင်တဲ့စိတ်မြင်တဲ့စိတ်ကိုဖြစ်ဖြစ်ရှိပါမရှိလိုက်လို့ချင်းဖြင့်မြင်တယ်ခင်တယ်ဆွဲလန်းတယ်အထုံတယ်ဆိုတာပြိဿလူကဆက်သွားမဆက်ပဲဘူးလားအဲ့တော့မြင်လိုက်ပြန်တော့မြင်တယ်ခင်တယ်ဆွဲလန်းတယ်မြင်တယ်ဆိုတော့ဇာကမြင်တယ်ဥပ္ပခဝေနာခင်တယ်ဆိုတော့ကဝေနာဖြစ်ဖြစ်ရဟောမြင်လို့ခင်လို့ဗျကျုပ်ကမျက်စိမျက်နှာမြင်ခင်တဲ့တယ်ကခင်ဗျားတို့ကလည်းနှုတ်တဲ့တယ်ဥစ္စာတော့ ဘာဖြစ်လို့ဘလို့မဟုတ်တဲ့နေရာတာတုံးဆိုအိုလောဘပါခရားဒီလောဘကပဲကြတယ်ခင်ဗျားတို့ရင်းညိကလားဥစ္စာလောဘကြောင့်ဘာဖြစ်တယ်အဲ့မြင်တာမြင်ရုပ်ကခင်နဲ့ပါတယ်ဆင်းရဲညာကသူပဲဘုရုဖြစ်ဖြစ်ဒီလိုပဲခင်နဲ့ပါတယ်ဆိုတော့ရောက်ကောင်းလို့ပြောညာလိန်ရက်ကတခါသိနေတယ်ရင်းညိကလားမြန်မလုံးပါဘူးရိုးရိုးခင်လာတယ်ဆိုတော့လေတဏှာဥဒရာကံနဲ့ဇာတိဒရာမရဏသွားလို့ လိမ်ညာနဲ့ခါကြလို့ရှိရင်လည်းဒကာဓမ္မတော်မူလာရကံကနေပြီးအပေပုတ်ပြန်တာပဲနုဘယ်အကောင်းသေးတယ်ရှိတာပဲကောင်းရင်းနေကဘာလုပ်ကြလဲရင်းနေတဲ့ရှိတာမှာဒကာဓမ္မတွေကမိတ်ပြက်ကမှဆိုးလို့များမရှိဘဲနေတာလားခင်ဗျားတို့ကဲဒါဖြင့်ဒကာဓမ္မတို့ကြားတဲ့ဆိုရင်လည်းဥပ္ပကဝေနာလေးပေါ်တယ်နော်ကြားကြားချင်း ဒီကရဘာလို့ကြာမလဲနားလိုက်ညံတဲ့ပြီရှိလားနားလိုက်ညံတဲ့ရှိလိုက်တော့ဖြစ်ပြေဆိုတော့ဝေဒနာနိရောဓဆိုတော့ရှိတဲ့ညံကတဏှာနိရောဓသွားဖြစ်ဒီတဏှာလာမဲ့ညံညံလာတာဟုတ်တဏှာလာမဲ့ညံညံတော့ဝေဒနာဖြစ်ပြက်ကိုမြင်မှမက်ကလည်းပေါ်တာကိုဘုရားကနာမက်ကပေါ်တော့ဝေဒနာနိရောဓတဏှာနိရောဓဆိုတော့တဏှာဒီမလာဘဲနဲ့ချုပ်လာသေးတယ် ဘာလို့မလာတော့ဆိုတော့ရှိတဲ့ညာကဖြတ်ခံရစားထိုးကြလိုက်။ရှင်းရ။အဲရှိတဲ့ညာကဖြတ်ခံရစားထိုးလိုက်တဲ့အခါကျတော့ဒီရဝေဒနာကလည်းညောရလည်းဖြစ်ပါရော။ညာကလည်းညောရကိုလည်းမြင်လိုက်ပါရောဆိုတော့တဏှာဒီညာမှာမလာဘဲနဲ့ချုပ်သွားကြတဏှာညောတော့။ရင်းမိကလား။ဘာညောတော့လဲ။ဒါဖြင့်ခင်ဗျားတို့ကဝေဒနာမရှိမိလို့ရှင်ဝေဒနာဖြစ်เสียတဏှာကြီးဖြစ်မှာ။ဒုက္ခဝေဒနာဖြစ်เสียထောတော့ ဥပ္ပခာဝေနာပြည့်စုံမောဟဆိုတော့ခမည်းတော်ဇာကဩတရားဓမ္မတွေမသိပြီဆိုမှပြန်အပေသွားကြောင်းကြီးဖြစ်နေတော့မဆုံးနိုင်ဘူးလားအဲ့ဒါကြောင့်ခမည်းတော်ပောဝတဏမဏိလိုက်ပါနဲ့ဘုရားခင်ကိုရမေကြီးကမှားရှာတယ်တတော်ဘိက္ခုဘိက္ခုဝီရိယသံဇာနာကာရီအယံဝောမာကဏုကာရီသိချမှာပဲဘုရားရံတို့တတော်သတိရှိဖြင့်သံဇာနာပညာနဲ့ပြည့်စုံပြီးဖြစ်ဝီရိယနေကြပါကွာ ပဋိပညာနဲ့နေကြကြံပါကမင်းတို့ကုံပဲသားကမှဆိုလို့ပြောဘူးလားပြောပါဘူးဘုရားပြောပါလေပြောပါဘူးဟိုအရွက်တရားစစ်တို့ကပဋိပညာတော့မထားနိုင်ဘူးမြင်ချင်မှာပဲမြင်မောမှာပဲဆိုတော့ခင်ဗျားတို့ကဘုရုရွက်တရားပြောပါဘူးဘုရားတတော်ဘိက္ခုဘိက္ခုဝီရိယဟိုဘိက္ခုရံတော့ဘိက္ခုတံဃာဘိက္ခုကြောက်ကြလို့ရှိရင်တတော် ပฏิရှိပြီဝီရိယနေကြပါသံဃာတော်ပညာရှိပြီဖြင့်ပฏิထားပြီပညာနဲ့ရှုပြီနေကြပါလို့ခရကမှားဘူးလားခရတော်ပฏิဝါထားရလားပညာနဲ့ပဲရှုရလားအိုးခမည်းတော်မှာဗျာအတန်ကြရင်မိုးရုပ်ပြတာလည်းနာသေးအပေတော်ကဘုရားမိုးရုပ်ပြတာကတခါသေးတာဥက္ကမောင်ရတရားသေးလို့ဆုံးမလား ခိုင်းတာဖြင့်ဒကာရမရုဒ္ဓရည်စရာပြောပြီးဒကာလာနေတာလို့အောင်းမြင်မနေဘဲနဲ့ဩတို့အမျိုးမျိုးဖုံမှုဖြစ်ဖြစ်ချင်းရှုခိုင်းတဲ့အိဗေပါလားလို့ဆိုတာတော့သိကြကြအဲဒါဖြင့်ရှုကြပါစို့တဲ့ဒကာရမတို့နားထဲမှာရက်ခမဲခောက်လိုက်လို့ကြားရင်ကလေးလေးဥွဲလို့ဩတဲ့သံကြားကြအမေးလို့ခေါ်တဲ့သံကြားကြဘေးလို့ရင်ထူးမလားရှုလိုက်မလားဟုတ်ပါမလား တော့ကိုကက်နေပြီအတော်ကက်နေပြီခင်ဗျားတို့ဟာကမောက်တာကြီးနှုတ်တဲ့နေတာကိုရက်ခက်လိုက်တဲ့ဖြစ်ချင်းကဟောနဲ့အမေလည်းခေါ်လိုက်လို့ချင်းကြားတဲ့ဗန်လေးရှုပြီးမှကြားတဲ့ဥပကဝေတယ်လည်းဖြစ်ပြီးပြတ်ပါတော့လည်းရှုပြီးမှပဲရှုရင်လည်းရှုတာပေါ့ဟုတ်ကူလားဒီလိုများကတခါများနေဘူးကြရလားတဲလို့ရှာတော့ပါလားအမှန်ရှာတော့နေဘယ်နဲ့ကြောင့်တော့ဇက်ပါလိမ့်မျိုးဆိုအပေသွားမှာမို့ ဆိုတော့အမှန်ဆိုအောင်နေဘူးလားအေးဒါကြောင့်ခင်ဗျားတို့ဆိုတာကထပ်ပြုံးပြုံးနဲ့ဆိုတာနော်လက်သေးလက်မောင်းတမ်းပြီးလက်မောင်းကံပြင့်ပြီးတမ်းတာမဟုတ်သေးဘူးအဲ့ဒီဆိုမျိုးမဟုတ်သေးဘူးပြုံးဆိုးကရှိသေးတယ်ပြုံးဆိုးသဘောကျပြုံးဆိုးကရမဲလို့ခေါ်လိုက်တော့ဟောသားတဲ့ခေါ်ချရတယ်ဆိုတော့ပြုံးလာပြုံးလာပါတော့ဆိုတော့ခင်ဗျားတို့ကကဲလာတော့ကြွေးချီလိုက်တော့ဥပါဒဏ်မဖြစ်ဘူးလားဘာဖြစ်တယ်ငါသားလို့မလိုက်တော့ကာဝစီကံသွားဖြင့် ဟောတဲ့ငါဥပါဒံကံကတန်းထွက်မထွက်ဘူးလားအဲ့ဒါပဲယုံလို့ရပါဘူးယုံလို့မရရင်ဒီလိုကြီးကိုသားတော့ကိုဒီလိုလှုပ်ရမှာပဲဆိုတော့ဒကာရမတို့သားကတော့မြောက်ဝဲလိမ့်မယ်ကိုကတော့မရောက်တဲ့စီရောက်ွားရောက်ပြီအမြောက်ကိုမရောက်တဲ့စီရောက်သွားလိမ့်မယ်မရောက်ပဲဘူးလားအဲ့ဒါလေးခင်ဗျားတို့ညာလက်ကိုအမှန်တန်ကောင်းပါလေဒါကြောင့်ဘုရားတခါတခါဆုံးပါလေခင်ဗျာနည်းနည်းနားထောင်ရပါကိုကိုဝေဒနာရင်ဒီလိုလုံးတပည့်ကြလားဘယ်လိုမှားပါလိမ့် ့သနာလို့ရှိရင်ဒီလောက်လောက်ပါလို့သတိပေးလိုက်ပါတယ်။အခုကခင်ဗျားတို့ကိုယ့်ကိုယ်ကိုသနာတဲ့အိဗယ်လားမသိလို့ပဲမသနာတဲ့အိဗယ်လားသိပြန်တော့ဟောသိပြန်တော့မသနာဘူးသိပြန်တော့မလုပ်ဖြစ်ပဲကိုရသိပြန်တော့မသနာဘူးဆိုတော့တော့ခဲနေသေးတယ်ဓမ္မတို့ဥပ္ပံပါရေချိုချက်မရအချင်းချက်မရပါလား ဝါဒနာဆိုလိုက်ကြတော့ခက်တယ်နော်ရှင်မောကလန်ကြီးပဲရှင်သာရိပုတ္တရာရှင်မောကလန်တို့တရားတော်မတွေချောင်းခုံတယ်ဆိုလိုက်ကြားဦးမှာပေါ့မကြားဘူးလားရဟန္တာဖြစ်ပြီးဒီကရဘာလို့ချောင်းခုံလို့ဝါဒနာမဆွနိုင်ဘူးရင်းမိဗလားခင်ဗျားတို့ကောဒီဝါဒနာကဘာအရုံးဆိုတော့ဟိုသွားနေကြတဲ့နေရာသွားကျင်တဲ့ဝါဒနာအဲ့ဒါလေးကရင်းမိဗလားအဲ့ဒါကြောင့်အခုကသေသေးချာချာဝါဒနာပြင်းနေတာဥစ္စာမို့လေ ကြားရင်ကြားတဲ့စိတ်ကလေးဘာလို့ကသူ့ဘက်မထူပါနဲ့အသာအနေကမ်းပါဘူးခင်ဗျားတို့ဆရာအမေခေါ်ခေါ်ဖေးခေါ်ခေါ်မခေါ်ခေါ်မထူပါနဲ့ဟုတ်ရင်းနေပြီလားဒါပြန်အရွတ်တက်ရမလို့ကြားနေဘုန်းကြီးတရားခင်ဗျားတို့ကထင်မြင်ထင်မှာတပည့်ကြားခင်ဗျားတို့ကမိဘလူကြောင့်မထူနိုင်အောင်ပြီးရှုဘူးငါထူဆရာတပည့်တို့အာအပင်လို့ထားတဲ့အိဗယ်မျိုးလားလို့ခင်ဗျားတို့ပြောချင်လဲပြောကြတယ်နော် မဟုတ်ပါဘူးတဲ့ဒီမှာတဏှာကဝင်လာမှာဆိုလို့တဏှာဝင်လာရင်ဥပါဒဏ်ကနေပါဘူးမနေလို့ရှိရင်ကံကရောမနေဘူးတဏှာကံမဘောဖြစ်ကြဇာတိကြတော့ခရီးလည်းမတတ်နိုင်တော့တတ်နိုင်သေးရဲ့လားကံမဥပါဒောစိန်လေးရောဆိုတဲ့အချိန်ကံမန္တတိဥပိစရိဆိုတဲ့အချိန်ဖယားကိုမကြနိုင်လို့ဖယားရဲ့ရောက်မှအပေကြရတယ်သုတ်ပါဦးကြလေ ဥပမာမကြဘူးလားဘုရားရဲ့ရောက်ပြတော့ဒေဝရာဒုက္ကံလောက်လာတော့ဘုရားကြလို့ရသေးရဲ့မရတော့အပေါ်မကြဘူးလားအဲ့တော့ကာမဥပါဒ်ကတည်းကတော့ဘုရားလည်းမတတ်နိုင်ဘူးတပည့်ကြအဲ့တော့ကံဖြစ်ကြောင်းကိုခွန်ကြီးတို့ကကြားပေးတာပါဒါဖြင့်ကြားတယ်ဆိုရင်ဘာလို့ကြားမလဲကြားတဲ့စိတ်ကလေးကြားတဲ့ဝေနာလေးကိုရှုပြီးမှခင်ဗျားတို့ခေါ်ရဘူးထူးတာပေါ့ဗျမထူးရင်လည်းရှင်လည်းကိုယ်ကခေါ်ရင်လည်းခေါ်ယူတာပေါ့တပည့်ကြလား ရှိသေးတာကဘာလို့ပြရကြားတဲ့စကလေးဖြစ်ဖြစ်ရှိရဒါအိမ်ကြအတော်ပင်အောင်မှတော့ဆက်ကြောင်းမှသတင်းပြကြလို့ဥထုံအောင်အတော်ပြရေအောင်မှဒီဥစ္စာလွှဲတာမဟုတ်ဘူးအချူးကရေစောနေတယ်ရှိနေပါလားအရှိကဘာမှမဟုတ်ဘူးအဲ့ဒါတော်တော့ကိုလုံးယူအောင်မယ်ဆိုတာဥထုံအောင်ဒီလေးကျင်တော်ပါမလားမလွယ်ဘူးမလွယ်ဘူးတဲ့ဒကာဓမ္မကဲမွေးတယ်ဆိုလို့ရှိရင်ဒကာဓမ္မကမွေးတဲ့စကလေးဖြစ်ဖြစ်ရှိရတယ် ကိုမွေးကဒီနာမှာကျုပ်တားရှင်နေခြင်းလေဆိုတော့တဏှာဥပါဒံကံနေမလားစင်းနေဟုတ်မွေးတဲ့စိတ်ကလေးကလည်းဟောအရဟုတ္တဝေနာဖြစ်ဖြစ်ရှုလိုက်ကြတယ်ဘာကြဓမ္မစားတယ်ဟင်းစားတယ်ရေတော့တယ်ဆိုတော့နေရာပေါ်မှာစိတ်ကလေးပေါ်ဘူးလားအဲဥပ္ပခဝေနာလေးပေါ်ပေါ်တာလေးဘာလို့ဟောအဲဖြစ်ဖြစ်ရှုပြီးတကလားစားကြကွာစားကြတောက်ကြလို့ရှိရင်လေတဲ့ဘုရားဓမ္မတော့ဝေဒနာမြည်ရတာ ဟောတဏှာနိရောဓတိမဖို့တခါရမဲ့ကံပေါ်လာတဏှာနိရောဓဆိုတာဘာကလေးမဟုတ်ဘူးဆိုတော့မတ်ပါလာတာဆိုတဲ့ဒါဖြင့်ဝေဒနာကဖြစ်ဖြစ်ရှုတာကမဲမကြိုက်သေးဘူးလားဝေဒနာကရှုတာကအဲ့တော့ဓမ္မကြီးမဲ့ရပါလို့လို့ဆူတောင်းသူတော်ပါလားတော့ရှုမပေါ်ပါလားအဲရှုမပေါ်မှာဖြစ်နေတော့ခင်ဗျားတို့ကလူကျင်တဲ့ကမဲ့ဖို့ဟုတ်လား အချောင်းလိုခြင်းလည်းကမရဘူးရှုမှပေါ်မှာပဲဖြစ်ပြမြင်မှငတ်ဝင်မှာကိုဖြစ်ပြမှမမြင်ဘူးဆိုရင်လည်းငတ်ဝင်နိုင်မှုဆိုတာသိကြပါလားအေးဒါတွေကတော့ကျေတွင်လည်းပြောနေဖို့မလိုပါဘူးဒကာရမတို့နိဗ္ဗာန်ဆိုတာဘုရားရာဟုလားထမ်းခေါ်နိုင်မှုဆိုတာသဘောကျရတော်ရထမ်းခေါ်နိုင်ရဲ့လား င်းတို့တရားမင်းတို့လုတ်ဆိုပြီးကလာမင်းဟောဒီလိုကြင့်မင်းဟောဒီလိုကြံဆိုပြီးကလာရောက်လောပါတော့တုတ်ကိုမျိုးမျိုးဟောပြီးကလာကဲတင်ရသူ့အတူလုတ်ယူရချာမလုတ်ရဘူးလေဒါဖြင့်ဘုရားခင်ကရမေကြီးရဲ့နိဗ္ဗာန်ကိုတော်ကြီးပေါ့ဗျာကျတော့ခင်ဗျားတို့ကလုတ်ပြီးလိုက်ရမယ်လူသားတွေဆိုတာကသိကြပါလားအဲဒါကြောင့်ကိုယ်ရေးကိုအားကိုပါဆိုတာကိုကျေနပ်ကြပါလားကောင်းပြီဒါဖြင့်ဓမ္မတွေ ယူဝေဒနာသုံးခုဟာတရားဓမ္မတွေသိမင်းပါတဲ့သိမင်းသဘောကြကြတချို့များကိုသောတာနဲ့ကိုကျိုးဆိုးချင်းချသည်ကျိုးကတတ်တာလားတဲ့တရားဓမ္မတို့ဝေဒနာကတတ်တာဟောသောတာကဝေဒနာတတ်ချင်စိဘကပြတ်သံမယားတွေကသိအကြောင်းကမငြင်းရတော့ခေသေးတာကောင်းပါရဲ့ကွာဆိုပြီးကလည်းသေချလိုက်တာများဘယ်ဝေဒနာတတ်လိုက်ကြပါလဲသောတာ သောမနာဝေဒနာတတ်ချလိုက်တယ်ဆိုတာသဘောကျ။ဘယ်နဲ့အပြောကျူးလို့နေတာကြတော့ဥစ္စာမောင်ဘယ်နဲ့နေပါ။အမေ့ကျူးလို့နေတာကြတော့ဥပ္ပခဝေဒနာတတ်ချလိုက်။သဘောကျလား။အဲစိတ်ပြေလို့နေတာကတော့ကျော်ကောင်းလို့နေတာကတော့သဘောကျပြီနော်။တချို့များမုန်းမေ့ပြီးနေသွားတာတွေကတော့ ဩဒါဖြင့်ဒကာရမကြီးခမရတို့ဆရာဘုန်းကြီးနဲ့တွေ့ပြီးဒီကာလအခုတရားပေါ်မှာနေရတဲ့ညဘာဒီရဲ့ဆုံးရကျုံရတယ်ဆိုတာအမနာဝန်ကကြီးကကောင်းများတော့လဲစိတ်မချရတဲ့လူကြီးပဲစိတ်မချရတယ်ပြင်းမင်းကိုကြီးနဲ့ဘယ်လိုဆုံးရရချကြဒကာရမတို့ဘုန်းကြီးရတဲ့ဒကာရမတွေပေါ်မှာကဲယူပို့ဆောင်တဲ့ဝတရားရှိတဲ့အချိန် သိဖို့ဆောင်ပြီးတဲ့ကာလသူဒီနိဗ္ဗာန်ကိုကိုးနေတယ်။သူကလည်းသူ့ဘောင်ကသာကိုဓာတ်ဘုဘောဝဲရပါလေ။ဒကာဓမ္မရေဗတိကြီးကြီးရဲ့နဲ့ဓာတ်ဘုဘောဝဲရခံမကြဘူး။ဝေနာဓမ္မရိကဓာတ်ရဝဲမနေဘူးလား။ဝဲပါဘူး။အဲ့ဒီတော့သူတို့ကမဦးခင်ဉာဏ်ကဥအောင်လိုက်ကြ။သူတို့ကသတ်မှားရသေးကြတယ်။ဒကာဓမ္မသူတို့ကတော့ဘာလို့သူတို့ကသတ်မှားသေးကြတော့ ကဲရာရည်ဝေငါဝေငါဒီမာရောတတ္တတိအတ္တဘဝရဖြစ်ရည်သူဟတ်တတ်တယ်ကွာဟုတ်လားရောအပနာမေးကြည့်မင်းဒီလိုလို့ကွာမင်းဒီလိုကသူပြန်ပါရှိတယ်ဘုကွာသူပြန်တတ်ပါဒါဖြင့်သူကတတ်လို့သိမလားသူ့ကိုကျွတ်ကတတ်မလားမပြောကြတော့လွန်းတော့ပါဘူးမပြောကြတော့လွန်းတော့ပါဘူးဘုရားဓမ္မတော့ရှုမသေးမှာတော့ ခုတော့သတ်ကောင်းတယ်လို့သိတဲ့ဇလုံးပဲခွန်ကြီးဒီအမှန်ဝန်တာပါပဲသတ်ကောင်းတယ်လို့သိတဲ့ဇလုံးပဲဥက္ကမောင်းဥစ္စာရင်လည်းဘောမဲတဲ့တံတရားကဘယ်လိုပဲသတ်ခဲ့တော့จิตတော်ကตัดခဲ့လို့ရှင်းဖြင့်တရားဓမ္မတို့จิตတော်ကဝေဒနာตัดခဲ့လို့ရှင်းသင်မင်းအောင်ပွားอยู่တဲ့မတရားမှန်ပြီနိဗ္ဗာန်ရောက်မှာပေါ့တပည့်ကြအခုတော့သူကယူတတ်တယ် ဘူးဘယ်သူကကြည့်သားကျွတ်တယ်ကတ်ခဲတဲ့ဘဝရှိပါရဲ့ဒီတစ်ခါတတ်ရင်တတ်မတတ်လို့ရှိရင်တော့ခင်ဗျားတို့ဘဝတိုင်းကုလတွင်ကောင်းဆင်းသိမဲ့စိတ်ကူးရှင်းမလားဒါဖြင့်ဒကာရမတို့တတ်ဆိုတာတခြားမဟုတ်ပါဘူးဝေဒနာဖြစ်ပြမြင်ရမရှိဘူးတပည့်ကြဝေဒနာတွေကိုဖြစ်ပြမြင်ရမရှိဘူးမဟုတ်မြောင်လဲနိဗ္ဗာန်ညာတက်အောင်ရှုချဝေဒနာတွေကလို့ရှင်ဖြစ်တာလဲဒုက္ခသစ္စာပြက်တာလဲဒုက္ခသစ္စာလို့သိအောင်ပြော ဝေနာဖြစ်ကြတယ်ဖြစ်ကြရောအဲ့ဒီကဲလို့သူ့ကိုပိုင်နိုင်နိုင်သိသွားလို့ရှိရင်ဝေနာတွေအကုန်ချုပ်လို့ဝေနာချုပ်တော့ဥက္ကမဝေနာနဲ့သာဇာရဖြစ်တဲ့ပညာသင်္ခါရတွေရောဝေနာနဲ့သာဇာရဖြစ်နေတဲ့ယုတ်ယုတ်တရားတွေရောအဲဒီကြတော့နာမရူပနိယောဓာဝိညာဏနိယောတော့ဘာဖြစ်နာမရူပနိယောဓာနာမကံတာလေးပါးချုပ်ခြင်းကြောင့်သဘောကြလား ကဲနာမခန္ဓာလေးပါးဆိုလို့ရှိရင်ငလကလာပြီးတော့မှာသေးသေးချာချာတန်ရုံမှာဟုတ်ပါရဲ့ဝိညာဏနိယောရနာမ်ရူပနိယောရနာမ်ရူပနိယောရဝိညာဏနိယောရဆိုတော့ဒီကရမတွေတခုချုပ်ရင်ပါတယ်တခုချုပ်ကုန်ချုပ်တာပဲလို့ပြောဘူးလားဝိညာဉ်ချုပ်ရင်နာယုတ်ချုပ်နာယုတ်ချုပ်ရင်ဝိညာဉ်ချုပ်တယ်ဆိုတော့ခန္ဓာ၅ပါးမဆုံးလားဒါဖြင့်ခန္ဓာ၅ပါးဗာဇ္ဇာတရား အဲဒုက္ခကိစ္စချုပ်သွားတယ်ဆိုတဲ့ကွာဒကာဓမ္မတို့သူတို့ဒုက္ခဘဝမှာမကျွတ်လားရှင်းမလားဒါဖြင့်ဒကာဓမ္မတို့ဝေငါပေါ်ရာကိုလိုက်ကြတယ်ဝေငါပေါ်ရာကိုလိုက်ကြတယ်မယ်ဆိုတော့မျက်စိနာကောင်းလျာမှာဥပ္ပခဝေငါပေါ်ရမ်းလိုက်ပါနော်ကိုယ်တကိုယ်လုံးမှာဒုက္ခပေါ်တယ်ဖြစ်ဖြစ်ရှိကြတာနော်ဒုက္ခပေါ်ဝိညာဉ်ကစီရင်ဆိုင်ရနာရလို့ကောင်းလားကပေါ် ဒေါမနကပေါ်လာရင်အေးကိုယ်နဲ့မဆိုင်ဘူးသေးတဲ့ခါကျလို့ရှင်ကမ္မတကာပဲထားတဲ့ခါကောမပါဘူးလားကိုယ်နဲ့သူမျိုးကလည်းမတော်ပါမှလည်းမတော်တဲ့ပုဂ္ဂိုလ်ကြားရနေကြားရတဲ့ခါကျတော့ဥက္ကမောင်တို့ကပါထားလိုက်တယ်ကမ္မတကာပေါ်ကွာသူမျိုးကြီးပဲမလာဘူးလားအင်းကိုယ်နဲ့နေနေစလာတဲ့ပုဂ္ဂိုလ်ကြားရဒီကံထွက်ကြလားဖြစ်မှဖြစ်ရလေမလာဘူးလား ်ဒါကဝိနည်းကတဲ့ပုဂ္ဂိုလ်ကြောင့်သေမျိုးကြီးပဲကဥပ္ပခါပဲဆိုတဲ့အိဗယ်မလားဘူးလားအဲဥပ္ပခါလာတော့ဘာလို့ရဩော်ဖြစ်မှပြရလေလာရင်ကောဖြစ်မှပြရလေဆိုတော့ဥပ္ပံကောင်းရင်ဒေါသဒေါကမူလားအဲဒေါသဒေါကဆိုတော့ဒါကဒေါနကဝေဒနာပဲမဟုတ်လားဘာလို့ရမလဲဒါဖြင့်ဖြစ်မှပြရလေလို့လာရင်လည်းဘာလို့ကြမလဲကမ္မတရားလို့ထားတဲ့ဝေဒနာလာရင်ကော ဩဒီဘက်ကိုကြောက်ဖြစ်မျိုးလုံးနဲ့ကတောင်မပြောက်သေးဘူးလို့ဆိုရင်တော့အဲ့ဒါခင်းမှုလေးသမဏလောက်ဝေဒနာလာတာဒါလေးကြောက်တယ်လည်းကဲနေလို့ပါဒါပြန်အားလုံးတွေကလို့ဆိုရင်ဘုန်းကြီးကဖြစ်ပြက်ရှုခိုင်းရမှာလေရှုရမှာလေသူတို့ဖြစ်ပြက်ကိုကျွတ်တို့ကမြင်အောင်လုပ်ရမှာလားဒါရေးကြည့်ပါတယ်အခုပြောတဲ့စကားဘုန်းကြီးကရှုခိုင်းလို့ရှုရတယ်ဘုရားကရှုခိုင်းလို့ရှုရတယ်ဆိုလို့ရှိရင်ဖြင့်ပညာဖြစ်နေပါတယ်သူတို့ဖြစ်ပြက်ကိုသူတို့ဖြစ်ပြက်က သူတို့ကဘာဝဓမ္မဖြစ်ပြပြီးတဲ့ကာလနေတဲ့အိဋ္ဌတရားကြီးကိုသူတို့ကအိဋ္ဌဉာဏ်နဲ့မှန်မှန်မြင်ဖို့အရေးကြီးပါတယ်။ဘုရားမောင်ဒီတရားရေးမကြည့်ဘူးလား။အဲမတန်အရေးကြီးတယ်ဆိုတာပေါ်သေးဘူးလား။ဒါဖြင့်ဒကာဓမ္မတို့ဝေဒနာဟာဒီနေ့နှလုံးထဲပဲဒီတရားဝဲမှတ်သွားပါတော့နိုင်လည်းရှိနေလို့နော်။ကိုယ်ကတတ်လို့ရှိရင်နိဗ္ဗာန်ရောက်။သူကတတ်လို့ရှိရင်ဖြင့်ခမရတို့သေဘောဝင်ရတယ် ကိုကတတ်နိုင်ရင်သူကတတ်နိုင်လို့ရှိရင်အဲ့ဒါကြိုက်တာယူဝေတော့ခင်ဗျားတို့သူကတတ်တာကြိုက်ကြလားကိုကကြရတာကောင်းကြလားဒါဖြင့်အမြဲတမ်းဝေနာဖြစ်ပြနေအောင်ရှုရှုပါများလည်းဘာဖြစ်မလဲမုန်းတဲ့ကမုန်းပြီးရင်ဘာဖြစ်မလဲခင်ဗျာမုန်းမပြီးရင်ဒီဝေနာတွေရှုလို့ကိုရှာတော့သုံးသွားတယ်သုံးသွားလို့ရှိရင်ဝေနာငံခရောဘိက္ခုနိစ္စတော်ပြိမိတ်ပြီးတော့ဝေဒနာကိုရင်နောက်ကဒနာကုံနာပဲကြောက်တယ် တဏှာကိုရင်တဏှာနိရောဓနိဗ္ဗာန်ကွာတဘာမှမဆိုရင်လေသဘောကျ